အမေတော့အမေတော့ဘယ်လိုပြောမလဲအမေတော့လူရဲ့စိတ်ဖြစ်စီမှုပေါ့နော်စိတ်ဖြစ်စီမှုကကျွန်တော်လက်ရှိမှာကျွန်တော်တို့ရေအရန်ချမ်းသာလားဆိုတော့မချမ်းသာပါဘူးရန်စင်းလားဆိုတော့မစင်းရပါဘူးဒါပေမဲ့ကျွန်တော်တို့ရေလက်ရှိမှာအကျွေးမရှိဘူးဟာလာနောက်ပြီးကိုဘွားနဲ့ကိုပျော်ပျော်နေရတယ်နောက်ကိုရှာတဲ့ပတ်စံကိုပေးကိုပေးခြင်းတဲ့လူကိုပေးခွင့်ရှိရဲကိုလှူခွင့်ရှိရဲအတွက်ကိုကျွန်တော်တို့ ညဘက်ကျရင်ကောင်းကောင်းအိပ်ပျော်တယ်ကောင်းကောင်းစားတယ်ပြီးတော့တယောက်တယောက်မှလည်းဘာအကျိုးထူးမှမရှိဘာဘာဘာအဲ့လိုမျိုးမရှိတဲ့အခါကျတော့တွေ့ရင်လည်းရည်ရွယ်မော်ပဲနောက်ပြီးတော့ကျွန်တော်တို့ဒီဟိုဘယ်လိုပြောကျွန်တော်မှမဟုတ်ပါဘူးတော်တော်များများလည်းဒီတိုင်းမှာပဲလူတယောက်ကိုကျွန်တော်တို့ကစကားပြောပြီးဆိုအကောင့်မြင်တဲ့ဘက်ကပဲပြောတယ်အကောင့်ဘက်ကပဲတွေးတယ်အဲအဲ့ဒါကြီးကြောင့်လည်းပါမယ်ထင်ပါတယ် ီနေ့ကတော့ကျွန်တော်အမျိုးသားကားသက်ယုံမှာကျွန်တော်တို့ဂီတပေါ့ဂီတနေပေါ့မနေ့ကရုပ်ရှင်နေပြီးွားဒီနေ့ဂီတနေဂီတနေမှာဆိုကျွန်တော်အဆူတော်တွေမျောမျောသာပါတယ်အဆူတော်တွေထဲမှာမှာကျွန်တော်ကိုကင်စာတို့ဟဲ့လားတကယ်တပောင်းရုံဝိုင်းအဆူတော်တွေပါလို့ကျွန်တော်ဆက်ဆိုင်ခန့်နိုင်လို့လို့ခေတ်ကညီလေးတွေဟိုအဆူတော်တွေလည်းပါတယ်ဟဲလေးတို့သူဇတာမျိုးစုံပေါ့အဆူတော်မျောမျောသာနီခင်စော်တို့မျိုးသားအမျိုးသမီးရောဘောင်းစုံစုံလင်လင်နဲ့အလုံးပေါင်း19ယောက်ပေါ့ 19လောက်ရှိပါတယ်ကျွန်တော်အဲ့ပုံမှာကျွန်တော်ဒီဂီတာသမားတွေကိုမှကျွန်တော်စီစဉ်တက်ဆက်သူအနေနဲ့ကျွန်တော်တာဝန်ယူပြီးတော့စီစဉ်တက်ဆက်ပေးရမှာဖြစ်ပါတယ်တက်ဆက်ထဲမှာပဲစီစဉ်တက်ဆက်ပေးရင်းနဲ့ပေါ့နော်ကျွန်တော်ဒီမလာကြည့်ရဲ့အပိတ်သက်တွေရောကျွန်တော်ဒီတီဗီဖန်နာပြမှာကြည့်နေတယ်လိုက်လွှင့်ပြီးကြည့်နေတယ်ပိတ်သက်တွေရောအားလုံးလည်းလှူတက်နိုင်သလောက်ပေါ့နော်ကျွန်တော်တို့ငလင်ဘေးတဲ့ နဲ့ဒေတာတွေကိုပြန်လည်ထူထောင်ရေးအတွက်ကျွန်တော်တို့ဒီဟာဒီဟာပြတ်ဆက်ကနေခြင်းဖြစ်တဲ့အတွက်ကျွန်တော်တို့တွေအလှခံပါမယ်တပိုင်းတပိုင်းတတိုင်းနဲ့ထဲ့ဝင်အားပေးကြပါအောင်လို့လည်းဖိတ်ခေါ်ပါတယ်ခင်ဗျာအမှုပညာသမားတွေကလည်းဂလင်ပိသိပ္ပိသူတွေရဲ့မှာလည်းကျွန်တော်အမှုပညာသမားတွေလည်းထီးတယ်လို့မျိုးပဲဟိုဘယ်လိုပြောမလဲကျွန်တော်အမှုပညာသမားလည်းလူသားပါပဲကျွန်တော်အပြင်ကတာမန်လည်းလူသားပါပဲလူသားတွေအားလုံးမှာ တကယ်ဖြစ်သွားတဲ့အခါကျတော့ကိုလည်းကိုကိုယ်တိုင်လည်းကိုကိုချင်းစာပါတယ်ဘာကျွန်တော်တို့ဒီလက်ရှိမှာကျွန်တော်တို့လက်ရှိမှာဆိုကျွန်တော်တို့ဒီတဲ့ဒီအိမ်တလုံးရဖို့ဆိုတာကဟလာအိမ်တလုံးရဖို့ဆိုတာတော်တော်ကြီးဘောနော်မနေ့ကစူးစောင်းကြိုးစားရတယ်အဲပိုင်နိုင်တယ်လို့ဖြစ်သူဒီဒီဟာကြီးလက်လွတ်ဆုံးရှုံးသွားပြီဆိုတော့ခံစားချက်ကကိုလည်းခံစားကြည့်တဲ့အခါကျမှတကယ်လည်းတော်တော်ကြီးခံစားရပါတယ်အားကြောင့်မို့လဲဒီပြန်လည်ထူထောင်ရင်းမှာကျွန်တော်အလင်းတင်လှင့်တယ်လို့ပေါ့နော်ပြီးခဲ့တဲ့ဝါလည်းကျွန်တော်မြတ်ဖောင်ဒေးရှင်း ဟလာဒေါ်မြမြတ်ဦးဆောင်တဲ့မြတ် foundation နဲ့ကျွန်တော်အခုငလင်ဘေးသိပြည်သူပြန်လဲထူထောင်ရေးအတွက်ကျွန်တော်မန္တလေးအင်းလေးအလိုဘူသွားပြီးတော့ကျွန်တော်တို့ရေဟိုဖြော်ပြီးလဲဖြော်ပြီးအလှကန်လဲကောက်လှလဲလှအဲအဲ့လိုမျိုးအနေနဲ့သွားကြတာဖြစ်ပါတယ်ဟုတ်အမှန်တော့အမှန်တော့ဘယ်လိုပြောမလဲ မှန်တော့လူရဲ့စိတ်ဖိစီးမှုပေါ့နော်စိတ်ဖိစီးမှုကကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့ရေအရန်ချမ်းသာလားဆိုတော့မချမ်းသာပါဘူး။ရန်စင်းလားဆိုတော့မစင်းရပါဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီလက်ရှိမှာအကျွေးမရှိဘူး။ဟာလာနောက်ပြီးကိုယ်ပွားနဲ့ကိုယ်ပျော်ပျော်နေရတယ်။နောက် ကိုယ်ရှာတဲ့ပတ်စံကိုယ်ပေးကိုယ်ပေးခြင်းတဲ့လူကိုယ်ပေးခွင့်ရှိရဲ့ကိုယ်လှူခွင့်ရှိရဲ့အတွက်ကိုကျွန်တော်တို့ညဘက်ကြရင်ကောင်းကောင်းအိပ်ပျော်တယ်ကောင်းကောင်းစားတယ်ပြီးတော့တယောက်တစ်ယောက်မှလည်းဘာအကျိုးထိမှမရှိဘာဘာဘာအဲ့လိုမျိုးမရှိတဲ့အခါကျတော့တွေ့ရင်လည်းရည်မောမောပဲ။နောက်ပြီးတော့ ျွန်တော်တို့ဒီဟိုဘယ်လိုပြောကျွန်တော်မှမဟုတ်ပါဘူးတော်တော်များများလည်းဒီတိုင်းပါပဲလူတယောက်ကိုကျွန်တော်တို့ကစကားပြောပြီးဟေးဆိုအကောင့်မြင်တဲ့ဘက်ကပဲပြောတယ်အကောင့်ဘက်ကပဲတွေးတယ်အဲအဲ့ဒါကြီးကြောင့်လည်းပါမယ်ထင်ပါတယ်ကျွန်တော်ကြလည်းတရုတ်ဆောင်ဆိုတော့လေကျွန်တော်ဟိုဘယ်လိုပြောမလဲကျွန်တော်တို့လာပြီးတော့ဒီကရိုက်တာကိုရုပ်ဆောင်ပေးဖို့တော့လာကန်းလှမ်းတယ်ဟဲ့လားနုတန်တန်ချင်းအမှုပညာနဲ့ပြီးရဲပြီးရတဲ့အခါမှာကျွန်တော်တို့ကကြတော့ကိုကိုရွေးချယ်တဲ့ကရိုက်တာမဟုတ်ဘူးသူတို့ပေးတဲ့ကရိုက်တာကိုကိုကလှုပ်ရတဲ့အတွက်ကို့အတွက်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတယ် နောက်ပြီးတော့ဒီထက်ပေါ့နော်ဟိုဘယ်လိုပြောမလဲအခုဆိုကျွန်တော်ဆို20ကြော်ပြီဆိုတော့လေဒီထက်လဲဒီထက်ဒီထက်လဲဟိုဘယ်လိုပြောမလဲခစ်ကလည်းမတူတော့ကျွန်တော်အရင်တော့ဒီခစ်နဲ့ဒီဘက်ခစ်နဲ့ကွာဝါးတာရှိရဲ့နောက်ပြီးတော့ဟိုဖလင်ခင်းတဲ့ဒီ digital ခင်းတဲ့ကွာတယ်လို့ပေါ့ကွာဝါးတာရှိရကျွန်တော်ကခစ်နဲ့ခစ်နောက်ကိုလည်းကျွန်တော်လိုက်ရလိုက်တဲ့အတွက်အခုချိန်မှာကျွန်တော်ပြောချင်တာကတော့ကျွန်တော်အခုအမုံမြင့်ဆိုတဲ့ဇာတ်ကလာလွှင့်နေပါတယ်အဲ့ဒါမှတော့ကျွန်တော်လည်းအကောင်းဆုံးကြိုးစားထားပါတယ်အခုအပိုင်း၈လာမသိရောက်နေပါပြီ နောက်ပြီးတဲ့အခါကျတော့ကျွန်တော်ရုပ်ရှင်ကားကြီးနေတာကျမလင်လို့ဟာတာကားကြီး၃ကား၄ကားလောက်အရှိမရိုက်ထားရှိပါတယ်အပြစ်ပါအောင်လို့